ဂျာလေးတွေရဲ့ညီလေးကမြတ်တော်အပြင်နှမျိုးနှစ်စားရှိတာကိုသိပြီးကြပြီလား ဟုတ်ပါတယ်ပုံမှန်အဖြစ်ညီလေးကိုအမျိုးအစားခွဲလိုက်ရင်တော့နှစ်မျိုးရှိပါတယ်ဒါတွေကတော့ shower type နဲ့ grower type ပါ shower type ဆိုတာကတော့ကိုယ့်ရဲ့ညီလေးကအိမ်နေရာပဲဖြစ်ဖြစ်ထောင်မဲ့နေရာပဲဖြစ်ဖြစ်ဒီ site ဒီရွယ်စားကိုပဲရှိနေအောင်မျိုးဖြစ်ပါတယ်ထလာရဲ့ရွယ်နဲ့ငကိုရွယ်နဲ့ကတိတ်မကွာပါဘူးပြီးတော့သူကရာသီဥတုပူပူအေးအေးဒီ site ရွယ်စားပဲဖြစ်ပါတယ် showa ဆိုတဲ့အတိုင်းတချို့တွေက commercial နေရာတွေမှာတချို့ logical တွေမှာတွေ့ရတတ်ပါတယ်နောက်တစ်ခုက grower type grower type ကတော့ ဒီယောက်ျားလေးအတော်များမှာရှိကြတဲ့ပုံစံဖြစ်ပါတယ်ဒီညီလေးအိမ်နေချိန်မှာတော့တိတ်နေကြုံနေပြီမဲ့ဒီထောင်းမဲ့လာတဲ့အချိန်မှာဆိုရင်တော့တိတိတတ်တာကြီးထွားလာမျိုးဖြစ်ပါတယ်ဒါပြင်သူကရာသီဥတုအခြေအနေပေါ်မူတည်ပြီးလဲကြုံတာပွာတာမျိုးကြီးဖြစ်တတ်ပါတယ်ဒါရေဒီ grower တိုက်ကရောကျွန်တော်ယောက်ျားလေးအများစုမှာတွေ့ရတတ်ပါတယ်ဒီ show ware grower တွေကကျမရဲ့ဘိုင်းဆိုင်မှာပဲဖြစ်ဖြစ်လင်ပိုင်းဆက်ဆံရေး လုံဆောင်မှုရင်ပါပဲဖြစ်ဖြစ်တရားမှုလုံးဝမရှိပါဘူးသူဟာနဲ့သူမျိုးရိုးဗီဇာအရာစီဝါကမ္မဖြစ်စဉ်အရာသူတဘောတဘာဝအရာသာဖြစ်ပြီးတော့ကျမရဲ့ဘက်ကိုလာပြီးတော့တရားမှုရှိမှမဟုတ်ပါဘူးဒါပေမဲ့ရှိုးဝါပဲဖြစ်ဖြစ်ဂရိုဝါပဲဖြစ်ဖြစ်အရေးကြီးတာကတော့ performance ဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဘာပဲဖြစ်နေပါစေတိုင်မကျွတ်ရင်လက်ကားပါပဲဒါကြောင့်တိုင်ကျွမ်းစေဖို့အရေး logic gain နေပုံမှန်လုပ်ပေးတာအစားအသောက်အာဟာရမျက်သားစာစားသုံးပေးတာအေးအေးဝါဝါအိပ်စက်တာအားစိပုံမှန်မိွယ်သုံးဆဲတာတွေကိုပြုလုပ် logic ပေးသင့်ပါတယ်